မင်္ဂလာပါကျူတိုရဲ့နိုင်မှကြိုဆိုပါရစေအခုနောက်ပိုင်း social media platform တွေထဲမှာလူသုံးများဆုံး platform တစ်ခုဖြစ်လာနေတဲ့ TikTok ကိုဆရာကြကြသုံးလို့ရစီမဲ့နီလန်ခုနှစ်မျိုးကို ပြပြပေးသွားမှာဖြစ်ပါတယ်နံပါတ်၁အနေနဲ့ကတော့ကိုယ့်ရဲ့ TikTok အကောင့်ကိုဘယ်သူဝင်သုံးနေလဲဆိုတာကိုစစ်ကြည့်လို့ရတဲ့နီလန်လေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ tutorial ကိုပါလိုက်မယ်။ဒီရဲ့ကျွန်တော်တို့ profile နဲ့ကိုကြွားလိုက်မယ်။ ပြီးရင်ကျွန်တော်တို့ဒီအပေါ်တောင်းက menu ထဲကိုသွားလိုက်ပါပြီးရင် setting ရဲ့ privacy ထဲကိုသွားလိုက်မယ်ပြီးရင် security ရဲ့ permission ထဲကိုတစ်ချက်ဝင်လိုက်မယ်အဲ့မှာကျွန်တော်တို့ manage device ထဲကိုထားဝင်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ကိုယ့်ရဲ့ Twitter account ကိုဘယ်လိုဖုံးမျိုးစားရင်းနဲ့ဘယ်လိုအချိန်ဘယ်လိုနေရာမှာ ဘသူတွေဝင်သုံးနေလဲဆိုတာကိုဒီမှာစစ်ကြည့်လို့ကြာသွားပြီပဲဖြစ်ပါတယ်အဲဒီနေရာမှာကိုသုံးထားတာမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘေးကအမိုက်ပုံးလေးတွေကိုနှိပ်ပြီးတော့လဲကျွန်တော်တို့ဒီကနေဒါ remove လောက်အောင်လုပ်တဲ့ပုံစံမျိုးနဲ့လောက်အောင်လုပ်ပေးလို့ရပါတယ် Okay နောက်နံပါတ်2အချက်ကတော့ကျွန်တော်တို့ Tiktok account ကိုအပြီးဖြတ်သိမ်းတဲ့နည်းလေးပဲဖြစ်ပါတယ် Hydra ထုံးစံအတိုင်းကျွန်တော်တို့ဒီ profile လေးကိုသွားမယ်ပြီးရင်ကျွန်တော်တို့ဒီ menu သွားမယ်ပြီးရင် setting နဲ့ privacy လေးကိုသွားလိုက်မယ် ပြီးရင်ကျွန်တော်တို့ဒီမှာ account ဆိုတာလေးရှိပါတယ် account ထဲကိုဝင်လိုက်မယ်ပြီးရင်ဒီအောက်ဆုံးမှာဒီ activate or delete account ဆိုတာလေးရှိတယ်သူထဲကိုထပ်ဝင်လိုက်ပါပြန်ကြတော့ဒီမှာ delete account permanently ဆိုတာကိုထပ်လိုက်မယ်။ပြန်ဒီထဲကတော့ reason တခုခု ပေးလိုက်လို့ရတယ်မပေးခြင်းလည်းကျွန်တော်တို့အပေါ်မှာ skip ကို navy ကျော်လိုက်လို့ရတယ်ဒီရဲ့ဆင်းကတော့ပြီးတော့ရင်ကျွန်တော်တို့ဒီမှာအမှတ်လေးထည့်မယ်ပြီးရင် continue ကိုနှိပ်လိုက်မယ်ပြီးရင်ထပ်ပြီးတော့ကျွန်တော်တို့ continue ကိုနှိပ်လိုက်မယ်အဲ့ဒီနေရာမှာသူကကိုဒီ account ဖွင့်တော့ကပေးခဲ့တဲ့ email ဒါမှမဟုတ်ရင်ဖုန်းနံပါတ်နဲ့ဖွင့်တယ်ဆိုရင်လည်းဖုန်းနံပါတ်ပေါ့နော်အဲ့ထဲကိုသူက ဒီကုတ်လေးတွေပို့လာမှာဖြစ်တဲ့အဲ့ဒီကုတ်လေးတွေကိုရိုက်ထည့်ရိုက်ထည့်ပြီးရင်ကျွန်တော်တို့ delete account ဆိုတာကိုနှိပ်ပေးလိုက်ပါအဲဒါဆိုရင်ကိုယ့်ရဲ့ TikTok account ကလုံးဝပြတ်သွားမှာပဲဖြစ်ပါတယ်နောက်နံပါတ်3ချက်ကတော့ကျွန်တော်တို့ TikTok account ရဲ့ password ကိုပြန်ကြည့်တဲ့နည်းလေးပေါ့နော်လက်ရှိကိုဖုန်းထဲမှာသုံးနေတဲ့ကို TikTok account ရဲ့ password ကိုကိုကမေ့နေတယ်ဆိုရင်ကျွန်တော်တို့ပြန်ကြည့်လို့ရတဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ phone ရဲ့ setting တွေကိုသွားလိုက်မယ် စတင်နေကိုသွားပြီးတော့ကျွန်တော်တို့ဒီမှာ Google ဆိုတာလေးရှိပါတယ် Google ထဲကိုသွားလိုက်မယ် Google ထဲကိုသွားပြီးရင်ကျွန်တော်တို့ဒီမှာ password manager ဆိုတာလေးကိုတွေ့အောင်ရှာလိုက်ပါ password manager လေးရောက်ပြီဆိုရင်တော့ဒီမှာကိုယ့်ရဲ့ dot ဆိုတာလေးကိုလိုက်ရှာလိုက်မယ်ဒီမှာကျွန်တော်တို့ dot ဆိုတာလေးတွေ့ပါတယ်နေလိုက်မယ်ပြီးရင်ကိုယ့်ဖုန်းရဲ့ security ပေါ့နော် screen lock ကို pin number နဲ့ထားဆိုရင် pin number လေးတောင်းမယ်တကယ်လို့ fingerprint ထားရဆိုရင်ကျွန်တော်တို့ fingerprint လေး on ပေးလိုက်အစင်ကိုယ့်ရဲ့ Twitter account ဖွင့်ထားတဲ့ email ရဲ့ကျွန်တော်တို့ဒီမှာ password ရဲ့ကိုဒီမှာသူကပြပေးနေမှာဖြစ်တယ်ပေါ့နော် Okay နောက်တစ်ခုအကြောတော့ number 4ကတော့ကျွန်တော်တို့ phone number တည်ုံနဲ့ကို Twitter account ကိုရှာနေပေါ့နော်အခုအတိမိတ်ဆွေရဲ့ phone number တခုတည်ုံနဲ့သူ့ရဲ့ Twitter account ကိုရှာလို့ရတဲ့နည်းလေးဖြစ်တယ်ပေါ့နော်အဲ့ဒီနေရာမှာတခုသတိထားမှာက သူကိုရှာမဲ့သူရဲ့ဖုန်းနံပါတ်ကိုရဲ့ဖုန်းရဲ့ဒီ content list ထဲမှာ save လုပ်ထားပြီးသားဖုန်းနံပါတ်တော့ဖြစ်ဖို့လိုတယ်အဲ့တော့မမှတ်ရသေးဘူးဆိုရင်တော့ကျွန်တော်တို့ဖုန်းနံပါတ်လေးကိုကိုဖုန်းထဲမှာအရင်ဆုံး save လုပ်လိုက်ပါတော့โอเคအဲ့တော့ဖုန်းနံပါတ်လေးကိုကိုရဲ့ဖုန်းထဲမှာကိုရှာမဲ့သူရဲ့ဖုန်းနံပါတ်လေးကိုကိုရဲ့ဖုန်း content ထဲမှာမှတ်ထားပြီးရင်ကျွန်တော်တို့တက်တော်တဲ့ကိုသွားမယ်သွားပြီးသွားရင်ကျွန်တော်တို့ဒီမှာ friend ဆိုလေးရှိတယ် friend ကိုနေလိုက်မယ် friend ကိုနေပြီးရင်ဒီဘက်တောင်းကအပေါင်းလက္ခဏာလေးကိုနေလိုက်မယ် ပြီးရင်ကျွန်တော်ဒီမှာ contact ဆိုတာလေးရှိတယ်အဲ့မှာကျွန်တော် find ကိုနှိပ်လိုက်ပေါ့နော်ပြီးရင်ကျွန်တော် okay နှိပ်ပေးလိုက်ပါဒါဆိုရင်တော့ကိုယ်ဖုန်းနဲ့ဖုန်းကိုယ့်ရဲ့ contact list ထဲမှာရှိတဲ့သူတွေတုံးထားတဲ့ TikTok account တွေကိုဒီမှာ share ကြည့်လို့ရသွားစေမှာဖြစ်ပါတယ်အဲ့တော့ကိုတီတရာရဲ့ဖုန်းနံပါတ်တခုကိုကိုဖုန်းထဲမှာရှိရဆိုရင်သူရဲ့တက်တော့ account ကိုကုင္ဒီတိုင်းအလွယ်တကူရှာယူလို့ရပါတယ် နောက်နံပါတ်5ချက်ကတော့တက်တော့အကောင့်ကိုလူများများမြင်အောင်စက်တင်ချိန်တဲ့နည်းလေးပေါ့နော်အဲကိုရဲ့တက်တော့အကောင့်ကိုလူများများရှိရောက်တော့လူများများတွေ့အောင်ကျွန်တော်တို့ပြောင်းလဲထားမယ်စက်တင်လေးတွေရှိပါတယ်အဲတော့ကျွန်တော်တို့ဒီတက်တော့ရဲ့ကိုသွားမယ်ဒီရင်ဒါဝတ်ဒီ profile လေးကိုနေမယ်ပြီးရင် menu လေးကိုသွားလိုက်ပါ ပြီးရင် setting and privacy လေးကိုသွားလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာ privacy file လေးကိုထပ်ဝင်လိုက်မယ် အဲ့နေရာမှာပုံမှန်ဆိုတော့ default အနေနဲ့ကျွန်တော်တို့ဒီနေရာမှာဒီ private account ဆိုတာလေ off ဖြစ်နေပါလိမ့်မယ်ပေါ့နော်အဲ့ဒီကောင် on ထားတယ်ဆိုရင်တော့ကိုယ့် account ဘယ်သူမှတွေ့မှာမဟုတ်တော့ဘူး private ဖြစ်နေတယ်အဲ့ဒီကောင်လေးအရင်ဆုံးရေးကြည့်တာကျွန်တော်တို့ဒီကောင်လေးကို off ထားပေးဖို့လိုတယ်ပြီးသွားရင်ကျွန်တော်တို့ဒီအောက်မှာ subject your account to other ဆိုတာလေးရှိတယ်အဲ့ဒီကောင်လေးကိုတစ်ချက်နဲ့ဝင်လိုက်မယ်ဒီကောင်လေးတွေကိုအကုန်လုံး on ထားပေးလိုက်ပါ Okay ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ တတော်ကောင်ကိုတတော်ကနေပြီးတော့ကိုယ့်ရဲ့ friend တွေဒါတခြားသူတွေရှိကိုသူက suggest လုပ်ပေးပါမှာပေါ့နော်အဲ့နီလန်နဲ့ကိုယ့်ရဲ့တတော်ကောင်ကိုလူများများရှိရအောင်လုပ်တဲ့နီလန်နဲ့တခုပေါ့နော်ပြီးသွားရင်ကျွန်တော်တို့ဒီ synchronize content Facebook friend တွေကိုဝင်လိုက်မယ်ဒီကောင်လေးတွေကိုလည်းကျွန်တော်တို့ကတခါလေ on ထားပေးလိုက်ပေါ့နော်ဒါကပါလဲဆိုတော့ကိုယ့်ရဲ့ content လက်ထဲမှာရှိတဲ့ ကိုရဲ့ဖုန်းနံပါတ်တွေတဲ့ကလူတွေရှိ ਉ သူကကိုရဲ့အကောင့်ကိုသွားပြပေးမယ်နောက်တစ်ခုက Facebook friend တွေရှိ ਉ လည်းသူကသွားပြီးတော့ကိုရဲ့အကောင့်ကိုပြပေးမယ်ပေါ့နော်ဒီကောင်လေးတွေ on ထားပေးလိုက်မယ်ဆိုလို့ရှိရင်အဲ့တော့ဒီနီလန်းနဲ့ကိုရဲ့တက်တော်အကောင့်ကိုလူများများရှိရအောင်ကျွန်တော်တို့ဒီနီလန်းနဲ့တုံးပြီးတော့ထုတ်ထားလို့ရပါတယ်နောက်တစ်နံပါတ်6ချက်ကတော့ကိုရဲ့တက်တော်အကောင့်တွေကိုဘယ်သူတွေလာဝင်ကြည့်လဲဆိုတာကိုတီအောင်လုပ်ထားတဲ့ညီလေးပဲဖြစ်တယ်ပေါ့နော် အကိုရဲကောင်ကိုဘယ်သူတွေဝင်ကြည့်သွားလဲဆိုတာကိုကျွန်တော်စစ်ကြည့်လို့ရအောင်စက်တင်ရက်တခုအွန်ထားပေးဖို့လိုတယ်အဲ့အတွက်ကျွန်တော်တို့ထုံးစံတိုင်းဒီ profile နဲ့ကိုသွားမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ menu level ကိုသွားမယ်ပြီးရင် setting ရယ် privacy level ကိုသွားလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီ privacy level ကိုသွားလိုက်ပါ privacy ထဲမှာကျွန်တော်တို့ဒီမှာ profile view ဆိုတာလေးရှိလိုက်မယ်အဲ့ကောင်တွေကိုနှိပ်ဝင်လိုက် အဲ့ဒီမှာ off ဖြစ်နေလဲဆိုရင် on ပေးလိုက်ပေါ့နော်။ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ profile ကိုဘယ်သူတွေဝင်ကြည့်လဲဆိုတာကိုဆက်ကြည့်လို့ရသွားမယ်။ဒီကောင်လေး off ဖြစ်နေရဆိုရင်တော့ကြည့်လို့မရဘူး။အဲ့အတွက်ကျွန်တော်တို့ရင်ဆုံးဒီ profile view history လေးကို online မှာပြီးသွားရင်ကိုယ့်ကိုဘယ်သူတွေဝင်ကြည့်သွားလဲဆိုတာကိုဘယ်နေရာမှာသွားဆက်ကြည့်ရမလဲဆိုရင်ကျွန်တော်တို့ account ကိုဝင်လိုက်မယ်။ကျွန်တော်တို့ဒီ profile ထဲမှာဒီ menu လေးရဲ့ဘေးကဒီလူရုပ်ပုံလေးရှိရအခုဒီမှာဆိုရင်ဒါကျွန်တော်ရဲ့ဒီ profile ကိုလူ၈ယောက်ကကြည့်ထားရဆိုတော့သူပြနေတယ်ပေါ့နော်။အဲ့တော့ဘယ်သူတွေ ကြည့်သွားလဲဆိုတာကိုသိချင်အိုက်ကောင်တွေတချင်နေလိုက်။ဒါဆိုရင်ကိုယ့်ရဲ့ profile ကိုဝင်ကြည့်သွားတဲ့လူတွေကိုဒီမှာတက်တော့ကနေပြပေးနေမှာဖြစ်ပါတယ်။အားလုံးနံပါတ်ခွန်အချက်ကတော့တက်တော့ following ကိုကျွန်တော်တို့ဖျောက်ထားတဲ့နီးပေါ့နော်။တခြားသူတွေမမြအောင် following ကိုဖျောက်ထားရအခုဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာ following ဆိုပြီးတော့ရှိတယ်အဲ following ဆိုတာကဘာလဲဆိုတော့ကိုကနေတခြားသူရဲ့ account နေ page တွေကိုတွားပြီးတော့ကျွန်တော်တို့ follow လုပ်ထားရတာဖြစ်တယ် အဲ့ဒါတွေကိုတခြားသူတွေမမြင်စေချင်ဘူးဆိုရင်ကျွန်တော်တို့ကဒီ follow relax ကိုဖြောက်ထားလို့ရတယ်။ထုံးကြံတိုင်းကျွန်တော်တို့ဒီ menu တွေကိုသွားမယ်။ setting and privacy တွေကိုသွားမယ်။သွားပြီးသွားရင်ကျွန်တော်တို့ဒီ privacy တွေကိုပဲထားဝင်လိုက်မယ်။ privacy တွေရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ follow relax ဆိုတာရှိတယ်။အခုလက်ရှိကျွန်တော်တို့ everyone ဖြစ်နေတယ်။အဲ့အတွက်ဘယ်သူမှမစိုးကိုယ့်ရဲ့ follow လုပ်ထားတဲ့ account တွေကိုသွားပြပေးနေမှာဖြစ်တယ်။ အဲ့တော့ကျွန်တော်တို့ကမပြချင်ဘူးဆိုရင်သူ့နှိပ်ပြီးတော့ only ယူစွာတွေပြောင်းပေးလိုက်ပါ။အဲဆိုရင်တော့ကိုယ့်ရဲ့ go follow လုပ်ထားတဲ့ page တွေသူကို follow လုပ်ထားတဲ့သူတွေကိုတခြားသူတွေကဒီမှာမဟုတ်တော့ဘူးပေါ့နော်။ Okay ပါဒီနီလန်း9မျိုးကတော့ကျွန်တော်တို့တော်တော်ဒါဆရာကြကြသုံးလို့ရခြင်းပဲနီလန်း9မျိုးပဲဖြစ်ပါတယ်။